တမိုင်းမဝင်ပေမဲ့တမိုင်းတွင်နေတဲ့စကားများငါမအိုသေးအလောင်းစီသူသူ့ကိုဖွားမြင်ချိန်မှာစီကြီးရမတီးဘက်လိုလိုမြင်အုတ်ကင်သားတကားလည်းမပွင့်မလိုလိုပွင့်ဒီလိုနမိတ်ကျူးတွေနဲ့တရင်ကြီးခဲ့တဲ့အလောင်းစီသူဘိုးတော်ကျန်စစ်မင်းကြီးကသူ့ကိုရင်ဝင်နဲ့ပိုက်ပြီးငါကငါမိနှက်ကို စောင်းနှင်းပါသည်ဒါအလိုမိတ်ပြီးခလေးငယ်အရွယ်ကလေးကဗိသိက်သွင်းခြင်းခံယူခဲ့ရတဲ့အလောင်းစီသူနိုင်ငံတနန့်တလျာဖောင်းတဲ့ခီထွက်တိုင်းငယ်လှဲ့လေပြီးယခုတိုင် အခုတိုင်ဖောင်တော်ဦးဖျားစေတီမှန်တယ်မြတ်သူတီးခဲ့တာလို့ပြောစမှတ်ပြရတဲ့အလောင်းစီသူသူရိယ၅ပါးလွယ်ကြောက်ရွံ့တွေတော်မှငါဘေးတော့အနော်ရထမင်းစောတီထားမှကြားခဲ့ပါလျက်ငါလာဒီကိုပတိုးကြောင့်မတိမမှုတ်ကုန်လည်းနီးလို့သူကပြောလိုက်တဲ့အခါကြောက်ရွံ့တွေတက်ဝင်လာပြီးတီးကြမှုတ်ကြလုံးကြရတယ်ဆိုတဲ့အလောင်းစီသူတနိုင်းဆန်တဲ့ဘက်ပြောပြောစွပြန့်အံ့မောဖွယ်ဖြစ်ရများအတိနဲ့အတိပင်းနေတယ်ပဲဆိုဆို theory 3ဘာဝနာ ဒီထရာပါဝရပဏိတာသူသမယာစာ မဟာဒီပတိနာရပတိစီသူဘက်ခံခဲ့ရတဲ့အလောင်းစီသူမင်းကြီးအကြောင်းဟာကျွန်တော်တို့ငယ်စဉ်ကကြားနာခဲ့ရတဲ့အဲ့ရဝင်ပုံမြင်ကန်းမှာစွန့်မက်စရာအကောင်းဆုံးဖြစ်ပါတယ်အလောင်းစီသူအကြောင်းစဉ်းစားလိုက်ရင် ထိတ်ဆုံးမှပေါ်လာတာကပူပေါင်းကြားနဲ့မြင်းကြားရှင်ဇွမ်းကောင်းပါပဲအားလုံးလိုလိုသိကြပါတယ်ဘိုးရှုသဖင်ခန်းစဉ် လက်ယုံဆန့်ကျုံဝါလိုက်တဲ့အခါအတက်ကကြီးပြီးမို့လက်ပြင်းကြတာကိုမူမတ်တို့ကကြီးခိုးကြပါတယ်။မင်းကြီးကဒင်းကိုဒင်းတို့ငါ့ကိုမဆွမ်းဘူးဟုကြီးခိုးကြလေသည်လို့အမှတ်ထားပြီးတနေ့မှာသူရင်းတောင်ချိန်မှာ နေဝင်ခြင်းဥပေါင်းချထုတ်နဲ့မြင်းချာစီယောက်ျားတယောက်အနိုင်ထက်လူစားတယ်ဆိုတာနင်းတို့မကြသလိုသူ့ကိုနင်းတို့လေယောက်ရအောင်ဖမ်းမရရင်နင်းတို့ကိုမျက်အံ့လို့တာဝန်ပေးလိုက်ပါတယ်စစ်သူကြီးမတ်လေယောက်ကို မန်လေးရောက်တော့လည်းတောင်ချိန်ထွက်ရပါတယ်။မင်းကြီးကရွှေပန်းစာပွင့်မြင်းကိုဝမ်းမှာဝဲလုံးဖြူရဲ့မြင်းမြဲမှန်စွာကပြီးအိမ်သားလွယ်ကိုအိမ်သားလွယ်လိုဥပေါင်းကြားထုံးတဲ့တောင်ချိန်ကိုအပြင်းနှိမ်ခဲ့ပါတယ်။စစ်တူကြီးလေးရောက်တော့အပြင်းလိုက်တဲ့အခါသဖြန့်တုံခွာတုံချင်းတုံညာဦးကမ်းမ၆ဆင်မင်းရည်တိုင်းကြောက်ကိုပြန်တက် ိုမြင်လေးစီကိုတိုက်ဖောက်လို့မရအောင်လုပ်ပြီးမှဖိုးကွင်းမြင်မှာမင်းမြင်းရေးအမျိုးမျိုးပြကစားပါတယ်ပြီးတော့တခါမင်းလေးမြင်းလေးစီသားတို့ကိုရှေ့ကပေါက်တုံနောက်ကပေါက်တုံလက်ဝဲပေါက်တုံလက်ရပေါက်တုံဟိုလက်ရပေါက်တုံနှင်ပြီးမှမျိုးတော့ပြင်ခဲ့ပါတယ်တဲ့ မိုးတော့မိုးတောက်ညီလာခံမှာဟိုလေးယောက်ကိုဟဲအမတ်တို့ပညာရှိတဲ့ခိုးသူဝင်နေတို့တွေးဤတော်လို့မေးတဲ့အခါစစ်သူအမတ်လေးယောက်ကရှောက်ဝင်တော့ဖေဟာမြင်းချစီသူကလူဖြစ်ဆန်ကမဟုတ်နဲ့ဘလူးဖြစ်ရသည်လူဖြစ်တော်လဲလူမြီကမဟုတ်ကြီးမြတ်တော်ဖုံးတကိုးရှင်ဖြစ်ရသည်ကျွန်တော်တို့မြင်းလေးစီကိုထားပြီးလျက်နိုင်ငံတော်ဝယ်ရှိသောမြင်းသည့်အပေါင်းတို့ကိုဝန်းရံစီဆို၍ဖန်ရတော်လဲမရနိုင်ရလို့လျှောက်ကြပါတယ် ဒီခါကြမှာအလောင်းစီသူမင်းကြီးကဟဲအမတ်တို့နင်တို့ငါ့ကိုအိုပြီးဟုတ်မှတ်ကြသည်ငါမအိုသေးလို့မိန်တော်မူခဲ့ပါတယ်အမတ်ဘိုးတို့ပါအမတ်ဘိုးပါတို့လည်းအလွန်ကြောက်ရွံ့ခြင်းပြင်းစွာရှိကြကုန်၏တဲ့ဒီဇလန်းကိုအဲ့ရဝင်ပုံမြင်ခဏနားထောင်ခဲ့ရကလေးကအလောင်းစီသူမင်းကြီးပိုင်လိုက်တယ်ကွာလို့သဘောကျခဲ့ရပါတယ်အခုထိလည်းငါမအိုသေးဆိုတဲ့ကြုံဝါတန်နဲ့ တူရင်းတောင်ချီကဥပေါင်းကြားနဲ့မြင်းကြားရှင်တရိုက်ကိုတရုတ်ကိုနှိမ့်ချိုင်းမိနေတော့မှာပဲတို့ပဲမဲ့ဖုံးစွမ်းလူစွမ်းပြခဲ့တဲ့ငါမအိုသေးမင်းကြီးရဲ့နောက်ဖြစ်ရလေးတစ်ခုကိုကပီးရလိုက်မိတဲ့အတွက်မျက်မှောင်ကျုပ်စဉ်းစားစရာလေးတစ်ခုပေါ်လာပြန်ပါတယ်မင်းကြီးဟာတခါမှတော့ယောဂမရှိပဲအကောင်မကရီကနေဘုံကနေမျက်လုံးနှစ်ဖက်ကွဲသွားခဲ့ပါဘူးတဲ့အဲ့ဒါဘာကြောင့်လဲဆိုတာကိုမင်းကြီးဆိုတာအကြောင်းကမင်းကြီးဒီလိုတွေးတွေးကြုံ သွေးကြံကျူးရင်ပါတဲ့ငါကဖုန်ကြီးတော့မယ်စပူးတပြေပင်ရင်သူရောက်ရွေတရားပေးသောအမိကိုခံရသူတရက်ခိုင်ငါပိုင်တခိနာတခိနာတာခာဘောဒီကတ်တို့ကိုဖျားရုပ်တော်ထူရွေကိုဝဲရသူတင်းကိုကျင်းတင်းကိုကျွန်းမာလာယူကျွန်းမန်အောင်ကျွန်းတို့ကိုရောက်ခဲ့ပြီး အထူးထူးရှုရှုကြည့်ဝဲတို့ကိုမြင်ရသူငါဘိုးဘေးတို့လည်းငါလောက်ဖုံးတကောကျူးင်းမိမထင်အဲ့ဒီဝစီကံမနှောကံတို့ကြောင့်ကံကြီးထိုက်ပြီးမျက်စိကွယ်သွားခဲ့တာပါအလောင်းစီသူမင်းကြီးကခင်မုန်းကြီးဆေဘာမှာအပါဝင်အပါဝင်ဖြစ်နေတဲ့ဝုဒ္ဓပစိပစာယနာဝုဒ္ဓပစာယနာအသက်သိခာတိလဂုံဝ အာစရာအမျိုးစားတော့စသည်တို့ကိုမိမိထက်ကြီးမြတ်ယူတည်ရသူဟိတကရာသမင်းအဖျော်အိယာနေယာအဝတ်ပစိုးစသောအမေတာရောနဲ့တကွာတစုံတစ်ခုကျေးဇူးရှိဘူးသူနှစ်ပါးကိုစော်ကားပြမှာခဲ့ပြီးကျေးဇူးရှင်၁၀ပါးခင်မွန်ကြီး၁၀ပါးကိုပြမှားသူတို့ခံစားရတဲ့အပြစ်၁၀ပါးတို့မှာပ နံပါတ်၁ဖြစ်တဲ့ကြီးမားသောဝေဒနာမျိုးခံစားခြင်းနဲ့လုံလုံကြီးကြုံရပါပြီ။ပညာရှိဟူရာတို့ကိုပညာရှိဟူရာတို့ကိုမေးတဲ့အခါဘိုးဘေးတို့ကိုစော်ကားလို့ဆိုတဲ့အကြောင်းကိုသိရပြီးတဲ့အခါပညာရှိတို့အစီအမံနဲ့ပဂါယမပြီတီထောင်စသမုဒ္ဒရမင်းငါစလို့ခမဲတော်စောရွန်းတိုင်အောင်မင်း၄၄ဇန်နဲ့အယုံနဲ့ရွှေနဲ့သွန်ရွှေအင်းပြင်းဆက်ထားရွှေပဲ ရွှေပန်းခိုင်ရွှေပေါက်ပေါက်များနဲ့ပူဇော်ဝန်ချမ်းမန်ရှော့ရှစ်ခုတော့မှပဲမျိုးလုံးပြန်ကောင်းခဲ့ပါတယ်။မှန်တယ်။ဒါရောမှ44ရုပ်မင်း44ဇာတ်မင်းရုပ်တွေကို အလောင်းစိတ်သူမင်းပူဇော်တဲ့အခါပြုံမင်းထီအနော်ရထားကျန်စစ်သားဒီ3ရုပ်ပဲထားမိအတိုင်းတည်ပြီးကျန်47ရုပ်က3ရုပ်3ရုပ်လဲကြရပါတယ်။ အသက်ကြီးပေမဲ့စိတ်မကြာစိတ်ကိုချမပြတ်ပဲမိမိအစွမ်းကိုမိမိယုံကြည်တာဟာတသက်ပြနိုင်တာဟာချိပါတူယုံကြည်စရာပါသို့တော်မင်းကြီးရဲ့ငါမအိုသေးဆိုတဲ့မှန်ဟာတူရင်တောင်းချင်မှာဥပေါင်းကြပတ်ပြီးမြင်းညာစီးတဲ့အစင်မှာမရက်နိုင်ခဲ့တဲ့ပဲမရက်နိုင်ခဲ့ပဲရှေးကလူများငါးလောက်ဖုံးစွမ်းရှိမိမထင်ဟုဆိုတဲ့အထီရောက်သွားလေတော့စိတ်ပညာအရဆိုရင်အမြင့်စိတ်လွန် superiority complex လို့ခေါ်မယ်ထင်ပါတယ်။မျက်စိကွယ်တဲ့အထီခံရတာပါ။မှန်မှန်ကအတဖဖို့ပြူအယူဆတွေလွန်ကဲလာတော့ကျေးဇူးရှင်တွေပါလားဆိုတဲ့အသိဉာဏ်ကစပြီးကွယ်သွားပါတယ်။မျက်စိကွယ်ခဲ့ရတာဟာအသိဉာဏ်ကွယ်ခြင်းရဲ့ပြရုပ်ပါ။ဘယ်နဲ့ဒေဝတာဘယ်ကျင်စာကြောင့်မှမဟုတ်ပါ။မိမိရဲ့ဟာရီယာရုပ်တွင်ကအတ္တမာနအခိုးတွေကြောင့်မန်ကိုရိုက်ပြီးကွယ်သွားတာပါ။ ကျွန်တော်တို့တွေငါမအိုသေးလို့ကြုံဝါပြသဖို့အခွင့်သိခဲ့ရင်တူရင်းတောင်ကြီးကဥပေါင်းကြားနဲ့မြင်းချရှင်ကိုအမြင်ရောက်အားကျနိုင်တယ်လို့တစ်ဆက်တည်းမှာပဲရွှေရုပ်ထုတွေရှေးမှောက်မမြင်မဆန်းနဲ့ပြဝတ်ဒူတုတ်ရှိခိုးခဲ့ရလေတဲ့အလောင်းစိတ်သူမင်းကြီးပုံကိုပါမြင်အောင်ရှုနိုင်ဖို့အရေးကြီးလာပါကလားလို့တွေးမိပါတယ်ငါမအိုသေးတဲ့ဟုတ်ပါတယ်မအိုသေးပါဘူးဒါပေမဲ့